ားလုံးပဲမင်္ဂလာပါညခေါင်းဆက်တင်ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့ရခိုင်အေအေကချင်းပြည်နယ်ပလောဝကိုအပိုင်စီးထားမှုနဲ့ပတ်သက်ပြီးဝေဖန်သုံးသပ်ပြလာတဲ့ချင်းမျိုးသားတို့ရဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာချင်းမျိုးသားကအဲ့ဒီအချောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းခေါင်းဆက်တင်ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ အားလုံးမင်္ဂလာပါလို့ကျွန်တော်ဒီနေ့ပြောမယ့်ဟာကတကယ်ဟို ပြောချင်တဲ့အကြောင်းအရာကရခိုင်လူမျိုးတွေရောပြောချင်တာနော်ရခိုင်လူမျိုးတွေကျွန်တော်ရဗီဒီယိုဖိုင်တီဟာကိုအစကနဲ့အဆုံးအထိနားထောင်ကြပါပြီးမှခင်ဗျားတို့တုံ့ပြန်ချင်တဲ့တုံ့ပြန်လို့ရတယ်ကျွန်တော်ကရခိုင်လူရဲ့တိုးတက်ရာတိုးတက်ချောင်းရခိုင်လူရဲ့အကြောင်းပဲအများအပြားပြောဖြစ်ပါတယ်ဒီနေ့လဲရခိုင်နဲ့ချင်းအကြောင်းပဲပြောမယ်ဆိုတော့နားထောင်ကြပါ အခုရခိုင်ပြည်နယ်အဲရခိုင်တော်လှန်ရေးအစိုးရကနေပြီးတော့ပလဲဝါကိုနယ်ရခိုင်ပြည်နယ်အလုံးကရှစ်ခရိုင်နဲ့လှုပ်လိုက်တယ်ဆိုပြီးမှတရင်းနာထွက်လာတယ်ပြီးမှရခိုင်ပလဲဝါခရိုင်ပါတယ်ပေါ့အဲ့တော့ကျွန်တော်တို့နားလဲတာကဒါကတော်လှန်ရေးကာလမလို့နော်အဲ့လိုပဲနားလဲတယ်ဟောလောလောဆယ်သူတို့တင်ထားတဲ့ပလဲဝါက ဘလဲဝချင်းပြင်းနေဟိုသူတို့လောလောဆယ်ဆယ်လောလောဆယ်သူတို့ကတင်ထားတဲ့အတွက်ကြောင့်တော်လှန်ရေးအတွက်မှာသူတို့ကအုပ်ချုပ်တယ်လို့ပဲကျွန်တော်ကမှတ်ယူထားခဲ့တာဒါမဲ့ရခိုင်လူမျိုးတွေတော်တော်များများကအခု online ပေါ်မှာချက်ချက်ပြန့်ပြန့်ပြောလာတာကျွန်တော်တို့တွေ့တယ်ဘလဲဝဟာငါတို့ရဲ့ဟိုးရှေးကရဲနေငါတို့အပိုင်ပေါ့ဒီလိုလိုဟိုလိုလိုပေါ့အော်ပြောတာတော့အများကြီးပေါ့အဲ့အထဲမှာအကုန်လုံးကဒီဗီဒီယိုက7မိနစ်လောက်ပြောမယ်ဟာဆိုတော့အများကြီးမပြောဘူးကောက်နှုတ်ပြီးမှပဲပြောမယ်အတူလေးပဲပြောမယ်ပေါ့ အဲ့တော့အဲ့လိုတကယ့်ကိုလူမျိုးရေးပုံစံနဲ့သွားမလားခင်ဗျားတို့စဉ်းစားပါရခိုင်လူမျိုးတိုင်းရခိုင်လူမျိုးအားလုံးနဲ့သက်ဆိုင်တယ်ချင်းလူမျိုးအားလုံးနဲ့သက်ဆိုင်တယ်တကယ်လို့ရခိုင်ပြည်လူလူရခိုင်လူမျိုးတို့ပြောတယ်လို့ပလဲဝါငါတို့တိုက်လို့ငါတို့တိမ့်တာပါယူတာပါအပြည့်အပန်ယူပါတယ်ဆိုလို့ရှင်ကပါတိအောင်ချိန်ညာပါနော်တချို့တွေကပြောတယ်မင်းတို့ချင်းစုပ်တွေဘာမှမလုပ်တတ်မကင်တတ်ဘူး စစ်ကောင်စီကတော့ပြောမှာတိုက်မှခမရတို့နိုင်ခမရတို့ယူမှာပဲဆိုပြီးတော့ပြောတယ်တဲ့မဟုတ်ဘူးရခိုင်လူမျိုးတွေပြောတဲ့အစကားတွေကတအားလွန်တဲ့ဟာတွေအများကြီးပဲရခိုင်လူငယ်တွေတော်တော် TikTok live မှာပဲဖြစ်ဖြစ်ကျွန်တော်တွေးတမျှမှာနော်နားထောင်တယ်မဝင်ပေမဲ့ဘေးကနေနားထောင်တာအများကြီးတွေးတယ်ဆိုတော့လူမျိုးရေးနဲ့ပဲသွားမလားကျွန်တော်တို့ကလူမျိုးရေးနဲ့တကယ်သွားမယ်ဆိုလို့ချင်းနဲ့ရခိုင်ဆိုပြီးမှလူမျိုးရေးနဲ့ဒီပလဲဝအရေးနဲ့ပတ်သက်ပြီးမှပလဲဝကို ချင်းပြင်းနယ်ပလဲဝါကိုအေအေကအကုန်လုံးတင်ပိုက်လိုက်ပြီးရခိုင်ပြည်နယ်ထဲမှာပြည်ပိုင်တင်ထားပြီးပြီအဲ့လိုသားမင်းတို့ရဲ့ပူချုပ်ထွန်းမြနိုင်ကဂျင်ညာကြည့်ပါလားဘလို့ပြဿနာတွေချက်လာမလဲအခုတော်လှန်ရေးကာလနော်ပူထုထုထွန်းတဲ့နိုင်ကငါတို့ကယုံကြည်လို့အရှင်တို့ကပလဲဝါငါတို့တင်မယ်လို့ဘယ်တော့မှမပြောဘူးတဲ့အဲ့တော့အော် तू ပြောတာကရာကြီးကတော့ तू ပလဲဝါရခိုင်ပြည်နယ်လွတ်မြောက်ဖို့အတွက် तू အခြေကုပ်ယူထားတာနေရာယူထားတယ်ဆိုတာပဲကျွန်တော်တို့ကဒီလိုပဲခံယူထားတာ ဆိုတော့ရခိုင်လူငယ်တွေရခိုင်ပြည်သူလူထုတတော်များများကပင်ရတတ်တဲ့လူကစားအဲ့လိုပြောလာဂျေဆိုပြီးဆိုလို့ရှင်တော့ကျွန်တော်ကလူမျိုးရေးနဲ့သွားတော့မှာချင်းနဲ့ရခိုင်ရောပြဿနာဖြစ်တော့မယ်ဆိုလို့ရှင်ကျွန်တော်ပြောမယ်ရခိုင်လူမျိုးအားလုံးကရခိုင်ပြည်နယ်ပဲနိုင်ငံခြားမှာလည်းជីရခိုင်လူမျိုးအ ਨੇ စုပဲရောက်တယ်ချင်းလူမျိုးဆိုရင်နိုင်ငံတကာမှာချင်းမရှိတဲ့နေနေမည်မရှိဘူးမြေတချို့မှာဆိုတင်းနဲ့ပြည်ပြည်မှာအမေရိကလူမျိုးမှာဆိုတင်းနဲ့ရှိတယ် တခြားမလေးရှားစင်ကာပူထိုင်းပဲနိုင်ငံတကာချင်းအိန္ဒိယပဲချီချီပဲနေရာမရှိမရှိတဲ့နေရာမရှိဘူးနိုင်ငံတိုင်းလိုလိုချင်းရှိတယ်ရခိုင်တဲ့ချင်းကနိုင်ငံတကာမှာရောက်မလဲများတယ်ပြည်သွင်းမှာလဲချင်းပြည်နယ်တစ်ခုထဲမှာမချိနဲ့ချင်းဆိုလို့ရှိရင်ရခိုင်ပြည်နယ်မှာလဲရှိတယ်အဆိုလို့ခေါ်ရင်လဲချင်းပဲချင်းလိုမျိုးစီးလုံးတာနဲ့ရခိုင်အတွက်ပြဿနာကြီးကြီးဖြစ်သွားမယ်တကယ်ပြောတာအခုမင်းမြင်နေတဲ့မီဇိုရမ်အိန္ဒိယနိုင်ငံလဲချင်းအຫນွေဖွားလို့ကြီးပဲ မင်းမဏိပူမှာလည်းချိဘင်္ဂလားဒေ့ရှ်မှာလည်းအဲနာဂလန်မှာလည်းချိချင်းတွေအများကြီးပဲလူမျိုးရေးနဲ့ခမရတို့လူမျိုးရေးပုံစံနဲ့စကားအများအားမပြောကြပါနဲ့ရခိုင်လူမျိုးတွေကျွန်တော်တဲ့ပဲပြောတာနော်ရခိုင်လူမျိုးတို့ရဲ့မြေပြင်မှာရေးအောင်မြင်မှုကိုကျွန်တော်အချီးကျူးတယ်အတိအမှပြုတယ်အားလည်းချလို့ကျွန်တော်ရခိုင်လူမျိုးအကြောင်းကအကျဲအမြင်အများအားအပေးဖြစ်တယ်တော့အခုချင်းတဲ့ရခိုင်လူမျိုးရေးပုံစံနဲ့ခမရတို့ကိုယ်တိုင်ကပြောနေတယ်ဆိုလို့ရှင်တော့ ချင်းလူမျိုးတွေဘာမှမဟုတ်ဘူးဆိုတဲ့အမြင်နဲ့ခင်ဗျားတို့ကြည့်နေမယ်။တွားနေမယ်ဆိုလို့ရှိရင်ဘယ်တော့မှရခိုင်ပြည်နယ်စီးရင်အောင်မြင်မှာမဟုတ်ဘူး။အခုကျွန်တော်တို့ချင်းပြည်နယ်မှာနိုင်ငံရေးအရာစီစီနဲ့စီပီကွဲလို့မင်းတို့အဲ့ဒါကိုအခွင့်ကောင်းယူမယ်ဆိုလို့ရှိရင်တော့လူမျိုးရင်းနဲ့ဆိုလို့ရှိရင်တော့မရဘူးနော်။မရဘူး။ကျွန်တော်တို့ကစီစီကအေအေအမျိုးမျိုးစကားပြောလို့ကျွန်တော်တို့စီပီအဖွဲ့တွေက မကြိုက်ဘူးပြောတယ်တို့တော့လူမျိုးရေးပေါ်ချင်းတဲ့ရက်ခိုင်ဆိုတဲ့လူမျိုးရေးနဲ့တွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအများအားစီလုံးပြီးသားဖြစ်သွားမယ်အဲ့ချင်းကြိုက်တဲ့ရက်ခိုင်လဲခမလွယ်မှာမဟုတ်ဘူးစစ်ကောင်စီနဲ့တိုက်ရုံမကဘူးချင်းနဲ့ပါတိုက်မယ်ဆိုလို့ရှိရင်တော့လွယ်မှာမဟုတ်ဘူးခမပလောက်အင်အားကောင်းတယ်လို့ပဲပြောပြောဖက်ညက်ခမမင်းပင်းနာမဟုတ်ဘူးကလာရောဘန်ကဟိုဒီရိုဟင်ဂျာဆိုတဲ့ခံယူထားတဲ့အဖွဲ့တွေရောလဲမင်းတို့တိုက်လာအောင်မယ်ဘာဘာစစ်တပ်ကလည်းတိုက်လာအောင်မယ် ြီးမှမင်းတို့ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့ချင်းလူမျိုးချင်းလူမျိုးလို့အမိပေးထားတဲ့လူတွေကလူမျိုးရင်းနဲ့သွားမယ်ဆိုရင်တော့ဘယ်တော့မှခြိုက်လာမှာမဟုတ်ဘူးအဲ့အချိန်ခြိုက်ရခိုင်တွေကဘာဖြစ်သွားမလဲခမရိုးစဉ်းစားပါနိုင်ငံတကာတန်တမာရေးပါပဲပြောပြောအရှိအနောက်မှာကျွန်တော်တို့မှချင်းလူမျိုးကအဆုံရှိပြီးသားလူမျိုးရင်းနဲ့ဒါကျွန်တော်တို့တကယ်သွားမယ်ဆိုလို့ရှိရင် ရခိုင်တွေလည်းခမင်းတို့လည်းလွယ်မှာမဟုတ်ဘူးမင်းတို့လည်းတည်မယ်ငါတို့လည်းတည်မယ်ဘယ်တော့မှမင်းတို့ရခိုင်ပြည်နယ်လည်းလွတ်မြောက်မှာမဟုတ်ဘူးနော်ရခိုင်လူမျိုးတွေစဉ်းစားပါလူမျိုးရေးနဲ့အထင်သေးတဲ့စကားမပြောကြနဲ့လူမျိုးရေးပုံစံနဲ့အလုပ်မလုပ်နဲ့ခမင်းတော်လှန်ရေးလုပ်တယ်ဆိုလို့ရှိရင်တော်လှန်ရေးကာလမှာငါပါလုပ်တဲ့တလဲဆိုတာပဲတွေးကြပလဲဝါဟာငါတို့တင်းပီးသားငါတို့အပိုင်ဖြစ်သွားပြီရခိုင်အပိုင်ဖြစ်သွားပြီဆိုတဲ့ပုံစံနဲ့ခမင်းတို့လုတ်လိုက်တာနဲ့ချင်းတို့ရစီလုံးပီးသားဖြစ်သွားမယ်ချင်းတို့စီလုံးတာနဲ့ အရှိအနောက်တောင်မြောက်အကုန်လုံးချင်းတွေကချင်းတွေစီးလုံးတာနဲ့မဲဘာမှမလို့လုံနိုင်တာအတန်တမာရေးပဲဖြစ်ဖြစ်နိုင်ငံတကာနဲ့တန်တမာရေးပါညာမှာလဲချင်းတွေအကုန်လုံးရှိပြီးသားလုံနိုင်စွမ်းအများကြီးရှိတယ်ချင်းမှာနော်အဲ့တော့ရခိုင်တို့ကျွန်တော်အထင်သေးတာမဟုတ်ဘူးမင်းတို့မြန်မာနိုင်ငံမှာတွင်းမှာတော့မင်းတို့ရခိုင်တို့ကအစီလုံးဆုံးလူမျိုးထဲမှာပါတယ်အဲ့တော့ငါတို့အားကြတယ် တို့တော့လူမျိုးရေးအသွင်ကူးပြောင်းနိုင်တဲ့စကားလုံးမျိုးခင်ဗျားတို့ရှောင်ရှားပြောတိတ်ပြမမပြောကြနဲ့ in အခင်ဗျားဘလောက်ပဲជីជីဘလောက်ပဲ in အရှိရှိဒီလူမျိုးတမျိုးခင်ဗျားတို့အထင်သေးတဲ့ပုံစံနဲ့တွားနေမယ်ဒီလူတွေကိုဆိုတဲ့အမြင်နဲ့တွားမယ်ဆိုလို့ရှိရင်တော့ခင်ဗျားတို့ပြန်ခံရလိမ့်မယ်ပမာနဲ့လည်းမင်းတို့မတက်ချင်းနဲ့လည်းမတက်အဲ့တော့ဘာဘယ်လိုဖြစ်မလဲလူမျိုးရေးဆိုတဲ့စကားလုံးကတည်ရအနေအသိပဲရှိတယ်ဖြစ်ရှင်းလို့ရတာမဟုတ်ဘူး အဲ့တော့ဘလဲဝအရေးနဲ့ပတ်သက်လာရင်တော့ခင်ဗျားတို့ကျွန်တော်တို့နားလည်ထားတာအခု ULA ကသူစစ်ကောင်စီကင်းစင်အောင်တိုက်တဲ့အတွက်ကြောင့်သူရခိုင်ပြည်နယ်လွတ်မြောက်ဖို့အတွက်သူကအဲ့ဒီကနေ့အချင်းယူတယ်နေရာယူတယ်လို့ပဲကျွန်တော်ကမြင်တာတော်တော်အခုရခိုင်လူမျိုးတွေကအဲအဲပြန်ပြန်အမျိုးမျိုးပြောလာကြပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ချင်းလူမျိုးတွေကလည်းဒီတိုင်းရောတော့လက်ပိုက်ချလို့ရတော့မှာမဟုတ်ဘူးခမရတို့ပြောတယ်လို့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့မင်းတို့နဲ့ငါတို့တိုက်ယုံပဲရှိတော့မယ်ဘာလို့လဲဆိုတော့ခမရတို့ပြောတာဟာမဟုတ်ဘူးမှားတယ် ဒီတိုင်းဆိုလူမျိုးရေးအသွင်ဖြစ်သွားတာနဲ့ခမရတို့ရခိုင်တော်လှန်ရေးဆိုတော့ပျောက်ဆုံးသွားမယ်။နပန်းလုံးသွားမယ်တကယ်ပြောတာ။လူမျိုးရေးနဲ့ပြောမယ်ဆိုလို့ရှိရင်ချင်းကလေကျွန်တော်ချင်းလူမျိုးတို့ရတကယ်လုံးလျှော်လိုက်တာနဲ့အဲအုံအုံကြွကြွတက်လာမယ်လူတွေများကြီးဖြစ်သွားတယ်။ကျွန်တော်ချင်းလူမျိုးတွေမှလည်းမညံ့ပါဘူး။ဒါမဲ့ကျွန်တော်ချင်းလူမျိုးတို့ရခုနိုင်ငံရေးအရာကျွန်တော်အမြင်မတူလို့꽌ပြားတာတစ်ခုပဲရှိတယ်။ဒါမဲ့လူမျိုးရေးအရာသွားမယ်တကယ်သွားမယ်ဆိုလို့ရှိရင်ခိုင်လူမျိုးတွေလည်းခင်ဗျားတို့လည်းတော်တော်ခံသွားမှာနော်။ အဲ့တော့ဆင်ချင်ကြပါအခုချိန်မှာအခုချိန်တော်လှန်ရေးကာလရခမရတို့ရခိုင်ပြည်နယ်လွတ်မြောက်စေချင်တယ်ဆိုလို့ရှိရင်လူမျိုးရေးစကားကိုတိတ်ပြမမပြောကြပါနဲ့လူငယ်တွေတော်တော်များများကိုတိုက်တွန်းချင်တယ်ကျေးဇူးပါ